သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းငလင်မှာမြေလွာဘလူရွေ့လျားသွားတယ်ဆိုတာကိုလေ့လာနိုင်တဲ့ရုပ်တံမှတ်တမ်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖြတ်အားပြင်းစကိုင်းငလင်ကြီးလှုပ်ခတ်ချိန်မှာမြေလွာကြက်ကြီးရွေရှားသွားတာကိုမှတ်တမ်းတင်ထားတဲ့ရုပ်တံမှတ်တမ်းတစ်ခုထွက်ပေါ်လာပါတယ်။မြန်မာသမိုင်းတရှောင်းလူသေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့ပြီးမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးနဲ့ပတ်သက်တဲ့ဗီဒီယိုမှတ်တမ်းများစွာထွက်ပေါ်ခဲ့ပြီးဖြစ်ပေမဲ့ဒီမှတ်တမ်းမှာတော့ငလင်ကြီးလှုပ်ခတ်ချိန်မှာမြေလွာကြီးဟာတိတိတတ်တရွေလျားသွားတာကိုစက်ရုံတစ်ခုရဲ့ CCTV မှတ်တမ်းများအရအမိအယမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရုတ်တံမှတ်တမ်းမှာချန်ဝင်းကိတ်ရဲ့ညာဘက်အပေါ်တောင်းကမြေလွှာချက်ကြီးဟာငလင်လှုပ်ချိန်မှာရွေလျားသွားတာကိုအထင်ရှားမြင်တွေ့ရပါတယ်။ဒါပေမဲ့ဘယ်ဘက်အချမ်းကမြေလွှာတွေကတော့ရွေလျားသွားတာမတွေ့ရပါဘူး။ American အမျိုးသားအာကာသအေဂျင်စီ NASA ကသကိုင်းငလင်ရဲ့ရွေလျားလှုပ်ခတ်ပုံကိုရှင်းပြတာမှာလဲသကိုင်းမြို့နဲ့နေပြည်တော်မြို့တွေအပါအဝင်စကိုင်းပြည့်ရွေကျော်အနောက်ဖက်ဒေသတွေဟာငလင်လှုပ်ခတ်ချိန်မှာမြောက်ဖက်ကိုဥတီရွေရှားသွားပြီးမန္တလေးမြို့နယ်ပြည့်ရွေကျော်အရှေ့ဘက်ဒေသတွေကတော့တောင်ဘက်ကိုဥတီရွေသွားခဲ့တယ်လို့ဆိုပါတယ် တနည်းအားဖြင့်စကိုင်းပြက်ရွေ့ရဲ့အရှိတ်ဘက်နဲ့အနောက်ဘက်ကိုအထက်အောက်ဆွဲဖြဲသလိုဖြစ်ခဲ့ပြီးပြက်မြအားဖြင့်ပြက်ရွေ့ကြောတလျှောက်မှာ3မီတာ10ဘီခန့်ဝန်းကျင်လောက်နေရာရွေ့သွားခဲ့ပြီးတချို့နေရာတွေမှာတော့6မီတာ20ခန့်လောက်ထိရွေ့ဆောင်းမှုတွေဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။ငလင်ကလွတ်ထုတ်လိုက်တဲ့အဖြက်ဆွမ်းအားကြောင့်အဲ့ဒီလိုမြေသားတုတွေပြက်တောက်ရွေ့ရှားကုန်တဲ့စုစုပေါင်းအရှိဟာကီလိုမီတာ950လောက်မိုင်340ခန့်ရှည်လျရတယ်လို့လည်း NASA ကခန့်မှန်းထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်မှလွဲရည်လက်နက်ကင်အဖွဲ့များလက်နက်စွန့်ရန်ဒေါ်သက်သက်ခိုင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပြည့်အခက်ရက်စဲရေးမှထာဝရငြိမ်းချမ်းရေးကိုရောက်ရှိစေရန်စစ်တပ်ကလွဲပြီးလက်နက်ကင်အဖွဲ့အစည်းများလက်နက်စွန့်ကြရန်ပြည်သူ့ရှေ့ဆောင်ပါတီ P3 လုံးဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကဂျမန်နီရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ပါတီသတင်းစာရှင်းလင်းပွဲမှာပြောဆိုပါတယ်။ ၎င်းကအပြစ်အခက်ရက်စဲရေးကနေထာဝရငြိမ်းချမ်းရေးကိုရောက်အောင်တက်မတော်ကလွယ်ပြီးကြံလက်နက်ကိုင်အဖွဲ့တွေလက်နက်စွန့်ကြဖို့ကြိုးစားကြပါနိုင်ငံရေးစကဝိုင်းကိုလာကြဖို့အတိအကပြောကျင်ပါတယ်လို့ဆိုပါတယ်နိုင်ငံရေးဖြစ်စဉ်မတည်ငြိမ်စေရန်လှုံ့ဆော်သည့်သူများမှာပြည်သူလူထုပြည်တွင်းရှိနိုင်ငံရေးသမားများစစ်တပ်နဲ့နိုင်ငံတကာဆွတ်ဖက်မှုများနဲ့ပါဝင်နေကြောင်းပြည်သူများအမြင်ကျေရန်လိုကြောင်းလည်း၎င်းကဆိုပါတယ်ဒါအပြင်နိုင်ငံရေးပါတီကအစိုးရဖြစ်လာပြီးမှလှုံ့ဆော်တဲ့ရွေးကောက်ပွဲမှာ မတမာမှုဖြစ်ဖို့အလားအလာရှိပြီးစစ်ကောင်စီပြုတ်လုတဲ့ရွေးကောက်ပွဲမှာတော့တမာတမတ်ရှိတဲ့ရွေးကောက်ပွဲဖြစ်ကြောင်းဒေါ်သက်သက်ခိုင်ကပြောဆိုပါတယ်။လက်ရှိမှာပြည်သုံးလုံးပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်သွားရင်ပြင်ဆင်နေပြီးရွေးကောက်ပွဲကတိကဝတ်ရေးဆွဲရေးတင်ပြသွားမှာဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ မင်းအောင်လှိုင်ကမိသားစုစီးရန် Airbus 319 HYALK လေယာဉ်ကိုအပြည့်အပြည့်ဝယ်ယူခဲ့ပေမဲ့နိုင်ငံပိုင်မြမမျိုးသားလေကြောင်းလိုင်း MNA ကငှားရမ်းထားတဲ့လေယာဉ်တွေအတွက်ငှားရမ်းကမပေးနိုင်၍ပြန်အသိမ်းခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျံဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်က၎င်းနဲ့၎င်း၏မိသားစုစီးရန် Airbus 319 HYALK လေယာဉ်ကိုအပြည့်အပြည့်ဝယ်ယူခဲ့ပေမဲ့ နိုင်ငံပိုင်မြမအမျိုးသားလေကြောင်းလိုင်း MNA ကငားရန်ထားတဲ့လေရင်များအတွက်ငားရန်ကမပေးနိုင်၍ပြန်အသိမ်းခံနေရကြောင်းမြမလေကြောင်းတရင်အရေးမြစ်ကပြောဆိုပါတယ်ယခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာမင်းအောင်လှိုင်က American နိုင်ငံ Aviation Capital Group တန်ကနေငှားရမ်းထားတဲ့ Airbus အမျိုးအစား A319 115 MSN 5193လေယာဉ် X1 ALK ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲအပြီးအပြက်ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ် မင်းအောင်လှိုင်ကအဲ့ဒီလို Airbus လေယာဉ်ကိုငှားရမ်းထားရမှာအပြည့်အပြည့်ဝယ်ယူခဲ့ပေမဲ့လေနိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းကတော့ American General Electric GE Company ထံကနေငှားရမ်းထားတဲ့လေယာဉ်တွေကိုငှားရမ်းကပေးရင်အကြိမ်ကြိမ်ရွှေ့ဆိုင်ခြင်းနိုင်ငံရေးအခြေအနေအပြောင်းလဲများနဲ့ American အစိုးရကစီးပွားရေးပိတ်ဆို့ထားမှုများကြောင့်လေယာဉ်ကိုပြန်လည်သိမ်းယူခံနေရကြောင်းသိရှိရပါတယ် 2015ခုနှစ် NLD အစိုးရလက်ထက်မှာ American GE ကုမ္ပဏီကနေနိုင်ငံတော်အဆင့် G2G စနစ်နဲ့သဘောတူညီချက်အရ Boring 737-800လေယာဉ်6စီးကိုငှားရမ်းပေးခဲ့ပါတယ်။အဲ့ဒီမှာစစ်ကောင်စီကငှားရမ်းကတွေကိုမပေးနိုင်လို့ဆိုပြီးအကြိမ်ကြိမ်ရွှေ့ဆိုင်တာအဲ့ဒီမှာတနစ်တစည်းနှုံတက်မရက်ပြည်တာနဲ့အာနာသိန်းစစ်ကောင်စီကိုအယုံကြည်ပြတ်သွားတဲ့အတွက် GE ကုမ္ပဏီကငှားရမ်းခြင်းမပြုတော့ဘဲပြန်သိမ်းသွားတယ်။ NLD အစိုးရလက်ထက်မှာယုံကြည်မှုနဲ့ငြားယန်ထားတဲ့လေရင်တွေကိုစစ်ကောင်စီကြောင့်ကုမ္ပဏီကပြန်သိမ်းယူသွားရမှာအခုဆိုရင် Boring 737 800 NG တစ်စီးပဲလက်ကျန်ရှိတော့တယ်လို့မြမလေချောင်းတရင်အရင်မြက်ကရှင်းပြပါတယ်။မေလ6ရက်နေ့ညနေပိုင်းမှာမြန်တလေးတရားဦးလေစိတ်မှာမီးလောင်ခဲ့တဲ့မြမအမျိုးသားလေချောင်းလိုင်းမြန်မာ National Airlines MNA လေရင် Boring 737 UB812 လေယာဉ်မှာအိန္ဒိယလေကြောင်းမှတက်တန်းလွန် XYALV လေယာဉ်ဖြစ်ကြောင်း စစ်ကောင်စီထံကိုလေရင်ငားရမဲ့နိုင်ငံမရှိသလောက်နှဲပါလာတဲ့အတွက်တက်တန်းလွန်လေရင်များကို MNE ကငားရင်အုံပြုတ်နေရတယ်လို့အဆိုပါမြမလေကြောင်းတရင်အရင်မြစ်ကရှင်းပြပါတယ်။မန္တလေးလေစိတ်မှာမိလောင်ခဲ့တဲ့ Boring 737လေရင်ကအိန္ဒိယလေကြောင်းလိုင်းရဲ့တက်တန်းအလွန်ကြာနေပြီဖြစ်တဲ့ HYALV Boring လေရင်ဖြစ်ပါတယ်။စစ်ကောင်စီကအခြား Boring လေရင်ပိုင်ဆိုင်တဲ့နိုင်ငံတွေကနေငားရမ်းပြီးအုံပြုတ်မရတော့တဲ့အတွက်အိန္ဒိယလေကြောင်းလိုင်းရဲ့တက်တန်းအလွန်ကြာနေပြီဖြစ်တဲ့လေရင်ကိုငားရမ်းခဲ့ရတာပါ။ တက်တန်းကကြာနေတယ်လို့လုံခြုံမှုမရှိတော့တဲ့လေရင်တွေဖြစ်နေပေမဲ့ဖြစ်အောင်ငှားပြီးတုံးနေရတာလို့မြမလေချောင်းတရင်အရေးမြက်ကဆက်လက်ရှင်းပြပါတယ်စစ်ကောင်စီလက်အောက်ခံမြမအမျိုးသားလေချောင်းလိုင်းကစစ်အာဏာသိမ်းပြီးနောက်လေရင်စီးနှင်းရပြည်သူများကတပိတ်မောက်ချင်းငှားရန်ထားတဲ့လေရင်အကောင်းများကိုပြန်လည်အသိမ်းခံရခြင်းအပါအဝင်စီမံခန့်ခွဲမှုအလွဲများစစ်တပ်ရဲ့ဗယံပရာလှုပ်ဆောင်မှုများကြောင့်နှစ်စဉ်အကြီးအကျယ်အရှုံးပေါ်နေကြောင်းသိရှိရပါတယ် စစ်ကောင်စီက MNL လေကြောင်းလိုင်းမှအရက်ဖက်ခီးတဲ့လေရင်များကိုနိုင်ငံတကာလေကြောင်းဆိုင်ရာစံချိန်စံညွှန်းများဥပဒေများကိုချိုးပေါက်ပြီးစစ်ဘက်ဆိုင်ရာလုပ်ငန်းစဉ်များဖြစ်တဲ့တိုက်ပွဲဖြစ်ရာဒေသတွေကိုလက်နက်တင်ပို့ခြင်းနဲ့အကြမ်းဖက်စစ်တပ်မှအဖွဲ့ဝင်များကိုစစ်ကူအဖြစ်ပေးပို့ခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွားရောက်ခေါ်ယူခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ PDF ကဖမ်းဆီးစစ်ဆေးနေတဲ့ဆိုတော့ရန်ကုန်အဝေးတင်တက္ကသိုလ်တက်တာပေဒါမှကတိကဒေါ်ဝင်းဝင်းအောင်မှဖမ်းဆီးခံရခြင်းမဟုတ်ပဲသတင်းအမှားထုတ်ပြန်ပြီး AA နဲ့ပူးပေါင်းသွားဟုစစ်ကောင်စီကထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိတီလာမြို့နယ်မှာရန်ကုန်အဝေးတင် တက္ကသိုလ်တက်တာပေဒဌာနကကတိကဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေသည့်ဆိုခြင်းမှာမှန်ကန်ခြင်းမရှိဘဲကတိကဒေါ်ဝင်းဝင်းအောင်က AA နဲ့ပူးပေါင်းသွားခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ ပျောက်ဆုံးနေတဲ့ပညာရေးဝန်ကြီးဌာနရန်ကုန်အဝေးတင်တက်ကတော်တတ်တပေရာဌာနမှကတိကဒေါ်ဝင်းဝင်းအောင်မှာ AA အဖွဲ့အခြေပြုရာနေမြေအတွဲမှာရှိတဲ့ပညာရေးဆိုင်ရာလုပ်ငန်းများမှာ AA နဲ့ပူးပေါင်းကူညီနိုင်ရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီကဆိုပါတယ် တော်ဝင်းဝင်းအောင်ကအေအေနဲ့ကြိုတင်ကြံစီဆက်သွယ်မှုများရယူခဲ့ပြီးမေလ9ရက်နေ့မှာစာလင်ကြီး PDF မှကိုဇေယျမင်းထည့်ရဲ့ချိတ်ဆက်ကူညီမှုနဲ့မိထီလာမြို့မှာစာလင်ကြီးမြို့နယ်ဂျာတက်ကြီးရွာကိုရောက်ရှိခဲ့ပြီး၎င်းမှာတဆင့်အေအေအဖွဲ့မှကိုဇော်အေးထွန်းထံကိုဆက်လက်တွားရောက်ခဲ့တယ်လို့စစ်တပ်ကဆိုပါတယ်။ပညာရေးဝန်ကြီးဌာနရန်ကုန်အဝေးတင်တက္ကသိုလ်တတ္တပေဒဌာနမှကတိကတော်ဝင်းဝင်းအောင်ဟာ2025ခုနှစ်မေလ9ရက်နေ့မှာတာဝန်ကျနေရာမှာအကြောင်းမဲ့ပြက်ကွက်ခဲ့ကြောင်း စစ်စစ်ချက်များအရဒေါ်ဝင်းဝင်းအောင်ဟာငလင်ဘေးတံကြောင့်မန္တလေးတိုင်းဒေသကြီးမှာတက္ကသိုလ်ဝန်ထမ်းပြန်လည်ဖြည့်ဆို့မဲ့ចောင်းသားចောင်းသူတွေကိုအနီးကပ်တင်ကြားပို့ချပေးနိုင်ရေးအတွက်မေလတရက်နေ့မှာရန်ကုန်အဝေးတင်တက္ကသိုလ်မှာအခြားနီးပြများနဲ့အတူမိထီလာတက္ကသိုလ်ကိုရောက်ရှိလာခဲ့ပြီးမေလ၂ရက်နေ့မှာစတင်ကအထက်ကနေပျော်ပွဲမှာတင်ကြားပို့ချမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ် မေလ9ရက်နေ့နနက်9:45မိနစ်အချိန်ဒေါ်ဝင်းဝင်းအောင်ကမိတိလာတက္ကသိုလ်မှပျော်ပွေမျိုးကိုမထွက်ခွာမီ၎င်းရဲ့မိဆွေများနဲ့တွေ့ဆုံရန်ဟူသောအကြောင်းပြချက်နဲ့အဖွဲ့ကောင်းဆောင်ဖြစ်သူဒေါ်မူမူအေးထံကိုဖုန်းနဲ့ခွင့်တိုင်ကြားခဲ့ပေးမယ်လေပုံမှန်တင်တဲ့စင်ချိန်ထိတာဝန်ကြရာနေရာကိုရောက်ရှိမလာဘဲအကြောင်းမဲ့ပြက်ခွက်ခဲ့ကြောင်းအဲ့ဒီနော်တာဝန်ရှိသူများမှဒေါ်ဝင်းဝင်းအောင်ထံကိုဆက်သွယ်ခဲ့ပေမဲ့လည်းတစုံတရာအဆက်သွယ်မရရှိခဲ့ပဲည9:30မိနစ်အချိန်ခန့်မှာဒေါ်ဝင်းဝင်းအောင်ကတားဖြစ်သူမောင်ရဲလင်းမြတ်ဟင်းရဲ့ကြီးမေးတို့ အမေအစဉ်ပြေကြောင်းစစ်ဆေးပြီးနောက်ပြန်လည်လွတ်ပေးလိုက်မယ်လို့ပေးပို့ခဲ့ကြောင်းသိရှိရပါတယ်။ဒေါ်ဝင်းဝင်းအောင်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရမှာမိထီလာတက္ကသိုလ်မှာရှိတဲ့ CCTV မှတ်တမ်းများအရဒေါ်ဝင်းဝင်းအောင်ဟာမိထီလာတက္ကသိုလ်ကံကောဆောင်မှအေအေသေးတစ်လုံးနဲ့အတူတက္ကသိုလ်အမတ်တစ်ဂိတ်မှထွက်ခွာသွားခဲ့ကြောင်း အဲ့ဒီနောက်မေတီလာတက္ကသိုလ်အနီးမှာရှိတဲ့အာယံအိုးလက်ဖေးရည်ဆိုင်မှာတဦးတဲ့နန်းစာစားသုံးခဲ့ပြီးလက်ဖေးရည်ဆိုင်ရှိကိုရောက်ရှိလာတဲ့ယင်အမှတ်စစ်စစ်စဲတိုယိုတာပတ်ဆိုခဲရမော်တော်ယင်ပေါ်ကို၎င်းသဘောဆန္ဒနဲ့လိုက်ပါသွားခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်တော်ဝင်းဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်တွေမြို့မှာမွေးဖွားခဲ့တဲ့ရခိုင်လူမျိုးတအုပ်ဖြစ်ပြီးသူငယ်တန်းမှာပွဲရရှိသည့်အထိရခိုင်ပြည်နယ်စစ်တွေမြို့မှာပညာသင်ကြားခဲ့ကြောင်း ဒါအပြင်တက္ကသိုလ်များမှာနိပြဆရာမအဖြစ်တာဝန်မထမ်းဆောင်ပြီးကာလများမှာလဲစစ်တွေမျိုးမှာရှိတဲ့အခြေခံပညာအထက်တန်းကျောင်းအခြေခံပညာမူလတန်းကျောင်းအချို့မှာမူလတန်းပြအလေတန်းပြရာတို့များနဲ့တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တပင်းရင်မြို့နယ်မှာပြူစောတိတူလက်နက်ခဲယမ်းများယူဆောင်လာပြီး PDF ထံအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းရင်မြို့နယ်မှာပြူစောတိတူလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းကောင်းကင်အဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါရတယ်။ မေလ17ရက်နေ့မှာတပည့်ရင်မြို့နယ်မှာပြူစောတိတူလက်နက်ခဲယမ်းများယူဆောင်လာပြီးကောင်းကင်အဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့ပြူစောတိတူဟာကြီကာဖုန်းတစ်လုံး၊ကာပိုင်ကြီ၁၈တောင်း၊လက်ပစ်မိုင်းတစ်လုံး၊ငွေသားသိန်း60ခန့်နဲ့ Local Mobile Team တံကိုအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ ဒီနေ့အလင်းဝင်ရောက်လာတာပါဘယ်မျိုးနဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့နေမြေကန်ဖြစ်တဲ့ပြူစောတီတွေကိုကိုယ့်ဘက်ပါလာအောင်ပြန်စည်းရုံနိုင်ပြီးအလင်းဝင်နိုင်အောင်ကြိုးစားမယ်ဆိုရင်ကျွန်တော်တို့တော်လန်ကြီးတစ်ခုရဲ့အောင်မြင်မှုတစ်ခုလို့ယူဆလို့ရပါတယ်ဒီပြူစောတီတွေနေမြေခန်းတွေဒါမရှိဘူးဆိုရင်ကြံတဲ့ရောက်ရှိနေတဲ့စက္ကဆတွေဆိုတာကနေမြေမကျွမ်းကျင်တဲ့အတွက်သူတို့မှာတွားရေးလာရေးခက်ခဲတယ်လို့မြင်တယ်။ဒါကြောင့်ရန်သူကိုအင်အားနှဲစေပြီးကျွန်တော်တို့ပြည်သူဘက်အင်အားများလာစေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ န်းလန်းလာတဲ့ပြူစောတီပဲဖြစ်ဖြစ်စကစပဲဖြစ်ဖြစ်ဘယ်လိုဟာမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကန်းလန်းလာမယ်ဆိုရင်တော့လက်ကန်းကြိုဆိုတာကောင်းပါတယ်လို့ပြောခြင်းပါတယ်ကျွန်တော်တို့ကပစ္စည်းယူဆောင်မှုအပိုင်းမှာမူတည်ပြီးအဲ့ဒါတွေကလောက်ရတာဖြစ်တဲ့အတွက်အခုအနေထားတိုင်းဆိုရင်ဂုံပြုစုချင်းမြင်တာမျိုးလှုပ်ဆောင်သွားမှာမဟုတ်ပါဘူးသူကတော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းနဲ့ထိမ့်သိမ်းဆောက်ရှောက်ပေးထားတယ်ဒီလောက်ပဲလောလောဆယ်လှုပ်ပေးနိုင်အောင်မယ်လို့ကောင်းကင်အဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုပါတယ် အဲ့ဒီနောက်ငလင်နောက်ပိုင်းနိုင်ငံစီးပွားရေးတရုတ်မှန်ကိုလှစ်ဟပြခြင်းဆိုတဲ့စောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။နိုင်ငံအလဲပိုင်းမှာစူးစူးရွရွကြုံတွေ့ခဲ့ရတဲ့ငလင်တန်းကြောင့်လေယာစိုက်ပျိုးရေး၊ကုန်သွယ်ရေးနဲ့အခြေခံအဆောက်အုံပိုင်းများပြည့်စည်သွားခဲ့ပြီးရိုင်နဲ့နေပြည်ဖြစ်တဲ့စီးပွားရေးကိုထပ်မံအလဲထိုးခံလိုက်ရတယ်လို့ဖြစ်လာခဲ့တယ်လို့ဟောင်ကောင်မှာထုတ်ဝေတဲ့ South China Morning Post သတင်းစာကအသေးစိတ်လှစ်ဟရေးသားခဲ့တာကိုကောက်နှုတ်တင်ပြလိုက်ရပါတယ်။ နိုင်ငံများစွာမှအရေးပေါ်လူသားချင်းစာနာထောက်ထားမှုများစွာနဲ့အကူအညီများပေးလာခဲ့ပေမဲ့ရှေ့လျှောက်တိုင်းပြည်စီးပွားကြဆင်းလာမှုကြောင့်အခက်အခဲများစွာရှိလာနေပြီဖြစ်ပါတယ်။စစ်အုပ်စုအနေနဲ့၎င်းတို့ရဲ့လုံနီးလုံဟန်များကိုပြန်၍တုံးတက်နိုင်ခြင်းမရှိကဆင်းရဲမှုငွေကြေးဖောင်းပွားမှုပုတ်ကုံများကြဆင်းလာမှုစိုက်ပျိုးရေးကဏ္ဍစွန့်ဆောင်ရေးနှိမ်ဆင်းသွားမှုများအဆရှိသည့်တို့ကိုနှစ်ပေါင်းများစွာခံရဖို့ရှိနေပါတယ်။ အသက်အိုးအိမ်စီစဉ်များဆုံးရှုံးခဲ့ရသည်ဒါမှကအထက်မြန်မာပြည်ရဲ့စီးပွားရေးအသက်သွေးကြောကြီးဖြစ်တဲ့မန္တလေးမှာရှိတဲ့ကုန်စည်ဖြန့်ဖြူးရာ supply chain ထိကိုက်သွားခဲ့ရပါတယ်။မန္တလေးမှာရှိတဲ့စက်မှုဆောင်များမှာစီးပွားရေးလုပ်ငန်းများထောင်ချီရှိနေပြီးအတော်များများဟာငလင်တန်ကြောင့်ပျက်စီးသွားခဲ့ရပါတယ်။ဒါအပြင်စစ်အုပ်စုထိန်းချုပ်နေမင်းများအတွင်းနဲ့အပြင်မှာလည်းလန်ဒတာဆက်သွယ်ရေးများပျက်စီးသွားတဲ့အတွက်ကုန်တင်ကအသေးစားများသာတွားနိုင်တော့ပြီးမန္တလေးစိတ်ကမ်းကိုရင်သွားရင်လာများလည်းပိတ်ဆို့သွားခဲ့ရပါတယ်။ အဲ့ဒီအတွက် layer ထွက်ကုန်များပို့ဆောင်ပြန်ပြူးနိုင်ရင်လဲထိကြိုက်လာခဲ့ရပါတယ်။အညာဒေတာမှာပဲမျိုးနွယ်ပဲစိမ့်ကလပ်ပဲနှမ်းများမေလာအတွင်းစိုက်ပျိုးကြရတော့မှာဖြစ်ပါတယ်။ယခုအခါလေသမားများအဖို့မျိုးစေးရရှိရေးအတွက်အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရပြီးအချိန်မီမစိုက်ပျိုးနိုင်ပါကဝင်ငွေများထိကြိုက်လာမှာဖြစ်ပါတယ်။နေပြည်တော်မှာအစိုးရယုံဌာနပေါင်းများစွာထိကြိုက်ပျက်စီးသွားတဲ့အတွက်လုပ်ငန်းများနှောင့်နှေးကျန့်ကြာလာနေပြီဖြစ်ပါတယ်။ အဓိကအပြင်လေယာပုတ်ကုတ်များအတွက်စိတ်ချစွာစားသုံးနိုင်သည့်ဆိုသောလက်မှတ်များထုံမပေးနိုင်ခြင်းဖြစ်လာပါသည်စစ်အုပ်စုမှစီးပွားရေးကိုဗဟိုပြု၍ချုပ်ကင်ထားပြန်တဲ့အတွက်ကြောင့်ကုန်သွယ်ရေးလိုင်စင်ချပေးနိုင်ရေးကိုလည်းထိခိုက်လာရပြန်ပါသည်နိုင်ငံရဲ့စီးပွားရေးစနစ်တစ်ခုလုံးနဲ့လူမှုစီးပွားရေးကဏ္ဍများမှာထိခိုက်လာမှုကြောင့်ဝင်ငွေများကျဆင်းလာမှုနဲ့စီးရင်နှံပါမှုများထူပြောလာတော့မှဖြစ်ပါသည်ပုတ်ကုတ်များကျဆင်းလာတဲ့အတွက်ရခင်ကလေးကလောလောငန်းငန်းမရှိတဲ့နိုင်ငံခြားငွေဟာလည်း ထက်၍ညော်နေလာဖို့သာရှိပြီးငွေလဲနှုံးဟာလည်းကျဆင်းလာနိုင်ပါတယ်။လက်ရှိမှာငလင်ရောက်ရနေတဲ့ပြည်ပအကူအညီများကြောင့်အနေငယ်ထိမိနိုင်စရာရှိနေပါတယ်။စစ်ကောင်စီဟာငွေလဲနှုံးကိုပုံစံအမျိုးမျိုးနဲ့တတ်မှတ်လာနိုင်ပြီးရရှိနိုင်တဲ့နေရာများမှာနိုင်ထုတ်လာနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။အဲ့ဒီအခါမှာတော့လက်ရှိလေပတ်နေတဲ့စီးပွားရေးလုပ်ငန်းများပုံမှန်ဆိုးရွားလာပြီးအလုပ်လက်မဲ့များထူပြောလာမှာဖြစ်ပါတယ် ငလင်ဘေးမှာပြန်လည်တိဆောက်ရန်ကုန်ပစ္စည်းများပို့၍တင်သွင်းဖို့လိုအပ်လာပေမဲ့လက်ရှိသွင်းကုန်များအပေါ်တင်းကျပ်စွာကန့်သက်ထားနေခြင်းကြောင့်နှောင့်နှေးပိုသာရှိနေပါတယ်။ပြည်တွင်းအာမခံလုပ်ငန်းများမှာလည်းလိုင်စင်သက်တမ်းတိုးဖို့အခက်အခဲများကြုံနေရပါတယ်။စီးပွားရေးပိတ်ဆို့ခံထားရမှုငွေကြေးပိုင်းနဲ့နိုင်ငံတကာအာမခံလုပ်ငန်းများရုပ်သိမ်းသွားခြင်းကြောင့်ပင်ဖြစ်ပါတယ်။လူတို့ဟာလူမှုစီးပွားရေးဒဏ်ကိုခါစီခံနေရတဲ့ကြားမှာပြန်လည်တိဆောက်ရေးဟာ၎င်းတို့ပခုံးပေါ်ကျလာနေပြီဖြစ်ပါတယ်။ အာမခန့်ကြီးဟာလည်းငလင်တန်ခံရတဲ့ဒေတာများအတွင်းနက်နက်ရှိုင်းရှိုင်းမထိုးဖောက်နိုင်တဲ့အတွက်မဖြစ်စလောက်တာရနိုင်စရာရှိနေပါတယ်။စစ်အုပ်စုဟာလည်းစစ်စီများထောင်းနေတဲ့အတွက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုထိထိရောက်ရောက်လုပ်နိုင်မှာမဟုတ်ပါဘူး။ကမ္ဘာပိုင်ရဲ့ခံမှန်းချက်အရငလင်တန်မခံရမီကပင် GDP ရဲ့9.4ရာနှုန်းလွန်ငွေပြသနေပြီဖြစ်ပါတယ်။လုပ်ငန်းများမှအခွန်ဆောင်မှုဟာလည်းနေသက်နေလာနေပြီး2021မတိုင်မီ40ရာခိုင်နှုန်းမှ2024မှာ27ရာခိုင်နှုန်းသာရှိပါတော့တယ်။ အကွန်မဝင်ငွေဟာ2021မှာကျပ်ငွေ8.6ထရီလီယံမှ2024မှာ6.4ထရီလီယံအထိတိုးလာသည်ဆိုပေမဲ့ငွေကြေးဖောင်းပွားလာခြင်းကြောင့်ဖြစ်ပါတယ်။ယခုအခါမှာတော့ကျဆင်းလာဖို့သာရှိပါတော့တယ်။စစ်အုပ်စုဟာငွေချင်းငှားဖို့အတွက်လည်းအခက်အခဲများစွာကြုံနေရပြီးဖြစ်ပါတယ်။အ धिक အားဖြင့်ဗဟိုဘဏ်မှထုံးနှုတ်သုံးစွဲနေရပါတယ်။နိုင်ငံအတွင်းမှာရှိတဲ့ဘဏ်များစီးပွားရေးလုပ်ငန်းများလူထုကလည်း၎င်းတို့ထုတ်ရောက်တဲ့ငွေချီးစာချုပ်များကိုဝယ်ယူမဲ့အလားအလာမရှိပါဘူး။ အတိုးနှုန်း9.5တမ9မှ8ရာဂိုင်းနှုန်းအထိပေးထားပေမဲ့လည်း30မှ35ရာဂိုင်းနှုန်းအထိရှိနေတဲ့ငွေကြေးဖောင်းပွားမှုနှုန်းထက်များစွာလျော့နေနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။၎င်းတို့အဖို့ကငွေဆက်ကူများရိုက်နှိပ်ထုတ်ဖို့သာရှိနေပေမဲ့လည်းအဲ့ဒီလိုလုပ်ပြီးဆိုပါကငွေကြေးဖောင်းပွားမှုနှုန်းထက်မှမြင့်တက်လာပြီးအခြေအနေများပို၍ဆိုးလာဖို့သာရှိပါတယ်။နိုင်ငံတကာမှအကူအညီများရလာခဲ့ပေမဲ့လည်းတူရကီစီးရီးယားငလင်မှာအမေရိကန်ဒေါ်လာ9.6ဘီလီယံရရှိခဲ့တာနဲ့စာရင်မဖြစ်ဆက်လောက်တာရှိပါတယ်။ အလူရှင်များနဲ့နိုင်ငံတကာအဖွဲ့အစည်းများဟာလည်း၎င်းတို့နဲ့ဆက်ဆံရမှာကိုတွန့်ဆုတ်နေကြပါတယ်။ငွေလွှဲနှုန်းကိုအဆင့်ဆင့်တတ်မှတ်ထားတဲ့အတွက်၎င်းတို့သာအကျိုးများဖို့ရှိနေပါတယ်။ငလင်းမတိုင်မီကပင်ချီးထားတဲ့ငွေများရဲ့ဆယ်ရာခိုင်နှုန်းဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်။ဒါအပြင်ချီးငွေများကိုစစ်စစ်ထဲထည့်သုံးမဲ့အရေးကိုလည်းစိုးရိမ်မကင်းမှုများရှိနေကြပါတယ်။ စစ်ကောင်စီဟာဈေးနှုန်းများထိန်းချုပ်ထားမှုလိုင်စင်ချထားပေးမှုနဲ့ငွေလဲနှုန်းအစစ်စစ်သတ်မှတ်ပေးထားမှုများကိုအပြောင်းလဲများလုပ်ပြီးဆိုလင်းပင်ပြီးခဲ့တဲ့9နှစ်ကအချိန်မျိုးမြည်တိုးမြပြန်မရောက်နိုင်တော့ပါဘူးပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြည်ပါသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ နေကြပါစေခင်ဗျာနေကြပါစေခင်